စာရေးဆရာတွေကြပြာဆရာတွေရဲ့လှုပ်ရှားမှုတွေဖြစ်တဲ့ကြပြာရုပ်ပွဲတွေစာပေဟောပြောပွဲတွေမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြည်သူတွေစိတ်ဝင်စားလာအောင်ထည့်သွင်းသင့်တယ်လို့ပြည်သူတွေအနေနဲ့ကလည်းလက်ရှိအချိန်မှာပေးလာတဲ့အခြေအနေအခွင့်အရေးတွေကိုအသုံးချပြီး2015ရွေးကောက်ပွဲမှာမဲပေးဖို့လိုအပ်တယ်လို့မြန်မာနိုင်ငံစာရေးဆရာတမကဥက္ကဋ္ဌကတိုက်တွန်းပြောကြားလိုက်ပါတယ်။မဲထည့်ဖို့ဆိုတဲ့ကိစ္စမှာအခုအချိန်လေးကမဲထည့်ဖို့အတွက်ပြည်သူလူထုမှတာဝန်ရှိလာပြီ။နော်။ ပြည်သူလူမှပို့ပြီးတာဝန်ရှိတာဘာကြောင့်တာဝန်ရှိရဆိုတော့အခုပုံမှန်436နဲ့ပုံပုံမှန်59စလုံးကပြင်မပေးတော့ပြင်မပေးတဲ့အတွက်ဒီမှာအစိုးရအဖွဲ့တစ်ခုနဲ့အပြောင်းလဲတစ်ခုအတွက်ဆိုရင်ပြည်သူကမိမိတို့လိုလားတဲ့နိုင်ငံရေးပါတီမိမိတို့ဒီမိုကရေစီကိုအဲတောင်းဆိုနေတဲ့အချိန်မှာဒီမိုကရေစီရရှိနိုင်ပဲအနေထားမျိုးနဲ့ ပြည်သူတိုင်းကတက်တက်ကြွကြွနဲ့မဲပီးပြီးတော့မိမိတို့ရဲ့လူလားချက်ကိုရအောင်ယူပါလို့ပဲဆရာပြောတယ်ဒီမိုကရေစီနိုင်ငံထူထောင်တဲ့နေရာမှာသဘောထားတူညီတဲ့အဖွဲ့အစည်းတွေနဲ့လက်တွဲဆောင်ရွက်မယ်ဆိုတဲ့အချက်ကိုကင်ဆွဲထားတဲ့စပေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံကဗျာဆရာတမကကတော့ပြည်သူတွေရွေးကောက်ပွဲအသည့်မြန်မာလာအောင်ဆောင်ရွက်ဖို့အတွက်အသင့်ရှိနေတယ်လို့ဆိုပါတယ်သူသဘောရဆိုရင်တော့သူကခုနပြောသလိုပဲဘာလုပ်ပေးရမလဲဆိုတာပဲသူကစောင့်နေတာပေါ့ ခုနပြောရှေ့ရကြုံမလုပ်ချင်ဘူးတို့လုပ်ချင်တာလေးတော့ရှိတယ်ပေါ့ကွာဒါပေမဲ့တဲအဓိက main club ရှားကြမှာတော့တကယ် player တွေကနိုင်ငံရေးသမားတွေဖြစ်တို့ကဝမ်းရံသူတွေဖြစ်နေပေါ့ပြည်သူတွေပေါ်မှာလွှမ်းမိုးမှုရှိတဲ့စာပေဂီတအမှုပညာရှင်တွေကလာမဲ့ရွေးကောက်ပွဲပေါ်ပြည်သူတွေစိတ်ဝင်စားမှုမြင့်လာပြီးမဲတပြားကိုမှန်မှန်ကန်ကန်အသုံးချနိုင်ဖို့အတွက် သူတို့တက်ဆွမ်းတဲ့ဘက်ကနေပြီးတော့ရွေးကောက်ပွဲအကျိုးကာလတွေမှာတွန်းအားပေးဆောင်ရွက်တဲ့နယ်လို့ရွေးကောက်ပွဲအတွက်လှုပ်ရှားဆောင်ရွက်နေသူတွေကသုံးသက်ကြပါတယ်ကျွန်တော်ကကိုမောင်ပါ